Hello ချစ်ရတဲ့ Beauty Family မိသားစုတွေအားလုံးပဲပေါ့နော်။ညီမပြီးရဲ့အခြေအနေမကောင်းပေမဲ့လည်းဒီနေ့မနက်မှာပြန်လည်ပြီးတော့အားလုံးနဲ့ပြန်လည်တွေ့ဆုံရတဲ့အတွက်ပေါ့နော်။အားလုံးကိုမင်္ဂလာပါလို့ပဲကျွန်တော်နှုတ်ဆက်သက်လိုက်ပါရစေ။ Okay ဒီနေ့ကတော့2025ခုနှစ် March 30ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်အတူသွားမှ reaction လုပ်ကြည့်အောင်နော်။အဲ့တော့ညီမပြီးရဲ့ငလင်သတင်းတွေပြီးကျွန်တော်တို့ရဲ့တော်လိုင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်တို့ဒီနေ့မှာနားထောင်မှာဖြစ်ပါရစေ။ Okay ပထမအဦးဆုံးကျွန်တော်တို့ဒီလိုရီတိုရှင်ငလင်သတင်းတွေနဲ့အတူတော်လိုင်းသတင်းလေးဖတ်ကြည့်လိုက်အောင်နော်။ ဲ့တော့မင်းကရန်ကုန်မှာရှိတဲ့သူတွေတော်တော်များများတော့အေးပြတ်သွားရေလို့ကြားတယ်။အဲ့တော့ဘယ်အဖွဲ့အစည်းလဲမသိဘူးနော်။အဖွဲ့တွေကမမမွေးမဲတဲ့မှာငနေလောက်နိုင်တယ်ဆိုပြီးမှဒီ loss speaker နဲ့អော်သွားတဲ့တော့ပေါ့နော်။အဲ့လိုမရဘဲနဲ့လမ်းတွေမှာထွက်နေရတယ်ဆိုတဲ့တရင်ကျွန်တော်ကြားရပါတော့။အဲ့တော့တချို့တွေကြားလဲဒီလိုမျိုးရန်အေးမကြီးတဲ့ဟာတွေပေါ့နော်။ဟိုကို လို့လည်းတကယ်တက်ဆိုင်ရဖွဲ့စည်းတဲ့ထုတ်ပြန်တာမဟုတ်ဘဲနဲ့ပြည်သူတွေကြောက်လို့တာတော့အဆင်မပြေပါဘူးเนาะခုချိန်မှာဆိုရင်ပြည်သူတွေကကြီးလန့်စားစားစားနေချိန်မှာအေးအေးကပြတ်အောင်ပဲဆိုရင်ပိုပြီးဆိုးလာပါဘူးเนาะအဲ့တော့ဘာဖြစ်ပြောဒီလိုမျိုး order လဲတကယ်ဆိုရင်ဟိုတက်ဆိုင်ရအဖွဲ့စည်းက order ဆိုတော့ဒါထားပါတော့เนาะဒီလိုမျိုးဟို Facebook ကတင်းတွေကြီးလောက်ကြီးပြီးတော့အဲ့လိုမျိုး order ဟာမျိုးတာအဆင်မပြေပါဘူးเนาะနောက်တဲ့တတိယဘုတ်ကတော့ UNG ကာကွယ်ရေးဝန်ကြီးဌာနကထိုးစစ်များကိုမတ်လ30 နေ့ရက်နေ့မှာအေပီလ12ရက်နေ့အထိရဆိုင်ထားပြီးငလင်တန်ဘေးကုညီကယ်ဆယ်ရေးဆောင်ရွက်ရာထုညွန်ကြားထုတ်ပြန်ထားတယ်ဆိုတဲ့တိမဖြစ်ပါဘူးเนาะအဲ့တော့ UG ကတော့ lossy toxicity ရထားတယ်ပေါ့เนาะဒါပေမဲ့သူ့ကိုလာတိုက်တယ်ဆိုတော့နောက်ခုကကာကွယ်စစ်နေတယ်တော့တိုက်တိုက်လိမ့်မယ် toxic တော့မတိုက်ပါဘူးเนาะအဲ့တော့ဒီ match လ30ရက်နေ့အေပီလ12ရက်နေ့အထိနေရထားတွေ့ရပါတယ်เนาะနောက်တစ်ခုကလည်းငလင်ဘေးတန်တည်ပြည်သူများပေါ်တက်နိုင်သူများအများဆုံးထပ်ပတ်ကုညီပေး သွားမယ်လို့ညီနောင်သုံးဖွဲ့ကထုတ်ပြန်ထားတယ်ဆိုတဲ့တိမဖြစ်ပါရဲ့နော်အဲ့တော့ MMDA TLL AA သုံးဖွဲ့ကဒီကလင်တန်ခံရတဲ့ပြည်သူတွေပေါ်ကူညီဖို့သူတို့စာရုံးထားဖြစ်ပါရဲ့နော်သတင်းကောင်းပါပဲနောက်ထပ်သတင်းပုဂ္ဂိုလ်ကတော့ကလင်တန်တစ်စစ်ကောင်စီတွေများတွေစီရီယံဝင်ထမ်းများဖြစ်ကယ်ဆယ်ရေးလုပ်မယ်လို့ UNG ကကမ်းလှမ်းပါတယ်ပေါ့နော်ပလ30မှာစာပြီးနှစ်ပတ်အကြာပြည့်ရမယ်ကယ်ဆယ်သမောင်းမြောက်မှာဖမ်းဆီးဦးစစ်ကောင်စီလှုပ်ချွေးအမှန်ကန်ပေးရမယ်စာတိအချက်များဒီ UNG ကလည်းချက်များပါဝင်ပါသေးပေါ့နော်အဲ့တော့ဟောခုနသတင်းလိုပဲပေါ့နော် ဒီပြစ်ခတ်ရက်တဲ့ကာလအတွင်းမှာ CDM ဆရာဝန်တွေကဒီအာချမစစ်ကောင်စီထိချုပ်ထားတဲ့နေရာရှိရပြီးသူတို့လာခဲ့ပြီးပြီပေါ့နော်ဒါပေမဲ့လုံခြုံရေးအာမခံချက်တော့ပေးရမယ်ဆိုပြီးတော့ထုတ်ပြန်ထားတာဖြစ်ပါတယ်ဒါကတော့တော်တော်လေးကိုအတိရဲတဲ့ ဘလို့လဲပြည်သူလူထုမျက်နှာကိုကြည့်မှထုတ်လိုက်တဲ့သတင်းထင်ပါเนาะတော်တော်လေးကိုအတည်များတဲ့အခြေအနေမှာရှိပါတယ်ဒီစီဒီဝန်ထမ်းတွေတော့เนาะအဲ့တော့အနည်းဆုံးတော့ဘာမှမလုပ်ရတော့မှာဒီဝါရပိုင်းတွေထည့်သွင်းခံနိုင်ရတဲ့နေသားတွေဖြစ်ပါเนาะရောက်သွားပြီမှာတို့တိတ်တိတ်စီယုံလို့ရတဲ့နေသားတွေလည်းဖြစ်ဖြစ်သွားတယ်เนาะဘာပဲပြောဒါတော့ UNG ဝီကြီးတွေရဲ့ဒီပြည်သူတွေပေါ်ငှဲ့ညာပြီးတော့ထုတ်လိုက်တဲ့သတင်းလို့တော့ကျွန်တော်တို့ယူဆပါတယ်เนาะ နောက်တဲ့တရေဘုတ်ကလည်းတိုက်ပွဲဖြစ်ပွားနေသောရေကြီးတဲ့လေးမျက်နှာမြို့များတွင်ကြေးရွာချို့ကိုစားတော့ကုန်တဲ့ယူကစစ်ကောင်စီကပိတ်ထားပါတော့အဲ့တော့ဒီလိုမျိုးကြည့်ရဆိုရင်တော့ကျမစစ်ကောင်စီကတော့အခုချိန်ထိပြည်သူတွေပေါ်မှာကတော့ဟိုတကယ်ရေးရဆက်ဆက်ကိုလှုပ်နေတာဆိုတွေ့ရတယ်ပေါ့နော်အခုအခုလိုအခြေအနေမှာတော့ဒါမျိုးတွေကမလုပ်သင့်တော့ပါဘူးနော်။ပေါ့ဆိုပြည်သူတွေအားလုံးခက်ခဲနေတဲ့အချိန်မှာတကယ်ပြည်သူပေါ်စေတနာရှိတဲ့သူဆိုရင်တော့ဒီလိုမျိုးစားတော့ကိုပိတ်တယ်ဆိုတာတော့တော်တော်လေးကိုမှန်ရင်းပါတယ်နော်။ ဒီမနေ့ကညကပါနော်ဒီထုတ်ပြန်သွားတဲ့ကလေးနဲ့ပတ်သက်တဲ့သတင်းလေးကျွန်တော်ဒါတော့ကြည့်အောင်နော်ဒါတော့ရန်ကုန်မြို့အတွက်ပြောတဲ့ဟာတော်များပါပါနော်ရန်ကုန်ပါတဲ့လူတွေအထူးကြည့်တင်ပါတယ်တောင်ဘက်အကျောဖြစ်လာလားဆိုတော့ကျွန်တော်တို့တည်တည်ကြာကြာအတီးပြုတ်တိုင်းတာလို့မရသေးပါဘူးမြောက်ဘက်အကျောဖြစ်မယ်ဆိုလို့ရှိရင်မြမာပြည်မြောက်ဘက်ခြမ်းအာနေရရှိလို့ပဲတောင်ဘက်ခြမ်းကဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ မြန်မာပြည်တောင်မဲ့ရန်ကုန်အထိအန္တရာယ်ရှိတယ်လို့ပြောလို့ရပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အမြဲတမ်းသတိထားပြီးတော့သတင်းသားထောင်ပါလို့ကျွန်တော်တို့ဒီနေရာကအသိပေးလိုပါတယ်ဒီကနေ့အမေရိကန်ဘူမိဖေဒါဌာနကသတိပေးရရဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဖြစ်နိုင်တဲ့ပြဿနာဟာမြန်မာနိုင်ငံဟာကြောက်သားမှုအပေါ်မှာတိဆောက်ထားပြီမယ်လေဒီကနေ့ ပြင်းထန်တဲ့ပြင်းအားကြောင့်အဲ့ဒီကြောက်သားလူဟာအမောက်ဖြစ်သွားနိုင်တယ်ဆိုပြီးတော့မြန်မာနိုင်ငံတွေစတင်ဂရီပေးတာဖားပါတယ်။တနည်းအားဖြင့်ဆိုလို့ရှိရင် liquid solution ကြောက်တုံးကြောက်ခကြောက်ခဲရဆိုလို့ရှိရင်အမောက်ဖြစ်သွားပြီးတော့မှအပေါ်မှာရှိတဲ့အဆောက်အဦတွေကပြိုကျသွားနိုင်တယ်အနေကရှိပါတယ်။မှုမှအားဖြင့်ဆိုလို့ရှိရင်ဘန်ကောက်မှာပြိုတဲ့တိုက်ဟာဒီနေထားပါပဲ။တို့တူပဲ။ မန္တလေးမှာရှိတဲ့အချို့တိုက်တွေအားဆိုလို့ရှိရင်လေအောက်ကတိုက်ကိုခံထားတဲ့ကြောက်သားကြောက်သားအတုံးတွေကသဲလို့အမှုံဖြစ်ပြီးပျို့ဆင်းတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ထို့အတူပဲဒါမဲ့ရပ်ပိုင်းအတူတွေလည်းမှာလေကျွန်တော်တို့ဆက်လက်ပြီးတော့အဲ့ဒါကိုတတိထားဖို့လိုပါတယ်အဲ့ဒီကိစ္စကိုကျွန်တော်တို့တင်ညာရှင်များကနေပြီးတော့တိုင်းတာပြီးတော့နေလာပြီးတော့အန်ရယ်ကင်းတဲ့အဆင့်အထိကိုကျွန်တော်တို့စောင့်ပြီးမှ တိုက်တာအဆောက်အဦတွေမှာနေထိုင်မှု ကျွန်တော်တို့အပြေပေးလိုပါတယ်ထို့အတူပဲမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မြန်မာနိုင်ငံမြန်မာင်္ဂလကော်မတီကလည်းအင်မတန်ပြင်းထန်တဲ့ငလင်းနဲ့ပတ်သက်ပြီးတော့အပြေပေးချက်ထုတ်ပြန်ထားပါတယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီလိုမြေသားပြတ်ရွေ့မှုရှည်လျားကျေပြန့်လာတဲ့အတွက်ကြောင့်မလို့ငလင်းကြီးတွေဆက်ဖြစ်နိုင်ပါသေးတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အဲ့ဒီ အဓိကလူနေထူးတက်တဲ့အမျိုးကြီးတွေဖြစ်တဲ့ရွှေဘုံမန္တလေးနေပြည်တော်ပြင်မနာတောင်ငူပဲခူးရန်ကုန်စတဲ့မြို့တွေနဲ့အနီးပတ်ဝန်းကျင်တွေကနေထိုင်သူကိုလည်းသတိထားရမှာဖြစ်ပါတယ်။မလင်းအကြောင်းခိကဲ့ပျက်စီးသွားတဲ့အဆောက်အဦတွေတဲမှာဝင်ရောက်နေထိုင်မဲ့ဆိုလို့ရှိရင်တော့အနေရှိတဲ့နေသားဖြစ်လို့အသုံးပြုနေထိုင်ခြင်းမပြုပါရန်ဒီနေရာအတင်းဌာနကနေပြီးတော့သတိပေးထားပါတယ်။ ကဲဒါတော့မိုးလေဝဒါကဥထေးတင်ကဒီမြင်းကလေးနဲ့ပတ်သက်ပြီးတော့သုံးသက်တင်ပြပေးထားဖြစ်ပါတယ်နော်ကဲနောက်တစ်ကြောင်ကြည့်မယ့်သတင်းကတော့ဒီ UNG အစိုးရကလည်းအခုဆိုရင်အချက်မစစ်ကောင်စီရဲ့ဘုံကျဲမှုနဲ့ပတ်သက်ပြီးတော့ဟာဘယ်လိုမျိုးပြောထားရလဲဆိုတဲ့သတင်းတွေပဲနော်ဒီပြင်ဒီအာချက်ပစစ်ကောင်စီကိုဒီပေါ့နော်နိုင်ငံတကာအကူအညီလာတဲ့ခါမှာလည်းဒါတွေဘယ်လိုဖြစ်သွားမလဲဆိုတဲ့ဟာမျိုးတွေသုံးသပ်ထားတယ်နောက်တော့ကြည့်အောင်နော် အခုလိုကပ်ဘေးချင်းတွေမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေရတဲ့ပတ်သက်ပြီးတော့ချက်ချင်းရပ်တန့်ပေးဖို့ UN အပါအဝင်နိုင်ငံတကာဖွဲ့စည်းတွေကိုတိုက်တွန်းတောင်းဆိုတာမျိုးတွေကို UNG အနေနဲ့လုပ်ခဲ့လားဒါမှမဟုတ်တိုက်တွန်းတောင်းဆိုမှုတွေကိုလုပ်ဖို့အစီအစဉ်ရှိလားဗျအဲအမှန်တရားကြီးတဲ့ကိစ္စဖြစ်တယ်ကပ်ဘေးချင်းတွေလို့ပြောတဲ့အတွက်ကြောင့်ကပ်ဘေးချင်းတွေဟုတ်သည်ဖြစ်စီမဟုတ်သည်ဖြစ်စီလေကြောင်းတိုက်ခိုက်မှုဟာပြည်သူကိုထိခိုက်ပြီးတော့တကယ်လို့ civilian ဒီ target တွေကဒီပြည်သူတွေကိုပဲ target ထားတဲ့ပုံစံမျိုးနဲ့ဆောင်ရွက်နေတာကြီးတွေ့လာရတယ် ဒါကြောင့်မလို့ကျွန်တော်တို့ကဒါတားကိုတားအောင်มาဖြစ်တယ်အခုလို့ကတ်ပြီးအချိန်နေမှာတော့ပို့ပြီးတော့အဲဆိုးတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ပြည်သူတွေကဒုက္ခခံစားနေရတဲ့ဒီစစ်မဲ့စစ်တမ်းကြီးခံစားနေရတဲ့ကြာသဘောဘေးကိုအကြီးအမားဆုံးခံစားလိုက်ရတဲ့အချိန်မှာဒီအချိန်မှာထပ်ပြီးတော့လေကြောင်းတိုက်ခိုက်မှုကြီးလုပ်နေမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ပြည်သူဒုက္ခကိုပို့ဆိုးသွားမယ်ပေါ့။အဲ့တော့ဒီဟာဒီကအခုဘမလို့တွင့်နေရလဲဆိုတော့တကယ်တမ်းဆိုလို့ရှိရင်ဒီကတ်ဘေးအချိန်ကြီးကငလင်ကတ်ဘေးပေါ့။ငလင်ကတ်ဘေးဖြစ်တဲ့နေရာဒီမှာပြည်သူတွေကဒီဘေးဒဏ်ကို အကြီးကျယ်ခံစားနေရတဲ့အချိန်မှာအခြားတနေရပါတော့။ငဒီငလင်းဘေးတိုင်းမှာဖြစ်တဲ့နေရာဒီမှာတွားပြီးတော့ဒီရောင်းတိုက်ခိုင်းမှုတွေလုပ်နေတာကြီးလည်းတွေ့ရတယ်။ဒါကိုကြည့်ချင်းအားဖြင့်ပြည်သူကိုဒုက္ခမျိုးစုံနဲ့ဖြစ်စီပြီးတော့နော်ပြည်သူဒုက္ခတွေပိုအောင်ဖြစ်လို့အောင်လုပ်နေရဲဆိုတဲ့ကိစ္စကထင်ရှားနေတယ်။အဲ့ဒီတော့ဘယ်နေရာကပ်ဘေးဖြေနေမှာပဲဖြစ်ဖြစ်နော်အခြားအကြောင်းနဲ့ခြေနေမှာပဲဖြစ်ဖြစ်ဒီရောင်းတိုက်ခိုက်မှုတွေကတော့ချက်ချင်းရက်တက်မှုလိုတယ်ဆိုတော့ကျွန်တော်တို့တွေ့တိုင်းတောင်းဆိုရဲ UN မှာရှိတဲ့ UN တာဝန်ရှိတဲ့ကျွန်တော်တို့ရဲ့ဒီ တမ်းမှတ်ကြီးကလည်းတောင်းဆိုတယ်အဲ့လိုပဲ UN မှာကျွန်တော်တို့အဖွဲ့အစည်းတွေတွားတဲ့ခါမှာလည်းတောင်းဆိုတယ်နိုင်ငံတကာအဖွဲ့အစည်းတွေတွေ့တိုင်းမှာလည်းကျွန်တော်တို့ဒီလေကြောင်းတိုက်ခိုက်မှုတောင်းဆိုတာဒီရက်တံမှုတောင်းဆိုတာဖြစ်ပါတယ်လို့ဘာဖြစ်လို့ဒါပြည်သူကိုဓာတ်ရိုက်ဒုက္ခပေးနေတဲ့ကိစ္စဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာအခုစတင်မြန်မာနိုင်ငံကိုနိုင်ငံတကာအကူအညီထောက်ပံ့နေပေးကြဖို့ဆိုပြီးတော့စစ်ကောင်းဆောင်တောင်းဆိုထားလည်းရှိရပါတော့เนาะအဲဒါနဲ့ပတ်သက်လို့ဒီကူညီတွေကပ်ဘေးတင်ပြည်သူလူထုစီကိုတိုင်းရမရောက်မှာကိုလည်းဒီတော်လိုင်းအားစုတွေနဲ့လူထုကစိုးရိမ်မှုတွေရှိနေပေါ့ဒီပေါ်ဝင်ကြီးတို့အနေနဲ့ဘယ်လိုမျိုးတောင်းတပါလဲခင်ဗျာဟုတ် အဲဒါလည်းတကယ်တမ်းကျတော့အကူအညီပေးပြီဆိုလို့ရှိရင်ပြည်သူအကူအညီပေးတဲ့အတွက်ကြောင့်ပြည်သူရှိတဲ့ရက်ရောက်ဖို့ကအရေးကြီးတယ်ပေါ့ဒါကိုစစ်ကောင်းဆောင်ကနေပြီးတော့တောင်းခံထားပြီးတော့ဒီအကူအညီတွေကိုစစ်တပ်ကပေးတယ်ဆိုလို့ရှိရင်ပြည်သူတွေရှိကိုတဲ့ရိုက်မရောက်မှာကိုတော်လိုင်းအင်အားစုတွေနဲ့လူထုကစိုးရိမ်နေဆိုတာကဒါအမှန်တရားပဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ရောက်ဖို့လိုတာ။အဲ့တော့ရောက်ဖို့မလိုတဲ့အကြောင်းတွေကရောက်မရောက်နိုင်တဲ့အကြောင်းတွေဘာတွေလဲပေါ့ဒီအကြောင်းတွေရှိလို့လားပေါ့ဒီအကြောင်းတွေရှိလို့ရှိရင်ဒါပြည်သူက အဲမလူလာဘူးပေါ့နော်ဒါဟုတ်မလူလာဘူးဘာကြောင့်မလူလာလဲတကယ်ရောက်အောင်ပေးမဲ့ပစ္စည်းမရောက်လို့ပေါ့နော်အဲဘာကြောင့်မရောက်တာလဲဆိုတော့ပြန်လဲသုံးသပ်ကြည့်လို့ရှိရင်အဖြေကထွက်ပါလိမ့်မယ်ဘာကြောင့်မရောက်မှာကိုစိုးရင်ရလဲဆိုနံပါတ်1ကရောက်ဖို့ဆိုရင်ကုညီခြင်းနဲ့စိတ်ရှိရကုညီခြင်းနဲ့စိတ်ရှိရမယ်လူသားဆန္ဒစိတ်ရှိရတကယ်ရမ်းဆိုရင်အခုအကျံဖက်စစ်ကောင်စီကအခုပြည်သူလူထုပေါ်မှာကုညီခြင်းနဲ့စိတ်နဲ့လူသားချင်းဆန္ဒနဲ့စိတ်မရှိဘူးဆိုတာဒီတော်လိုင်းအစတွေကအားလုံးတော့ တော်လိုင်းရင်အင်အားစုတွေကတိတယ်လို့ပြည်သူတွေကလည်းတိဒါကြောင့်မလို့ဒီစိုးရင်နေဆိုတာတကယ်အမှန်တရားဖြစ်ပါတယ်နောက်တစ်ခုကတော့ကျန်တဲ့အချက်ကျန်တဲ့ခုနကဓာတ်ရိုက်ပေါ့နော်အချက်လက်ပေါ့ဓာတ်ရိုက်အဲဒီကိစ္စကိုပြောတာပေါ့ဒါအချားအချားအချက်လက်တွေရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အတွေ့အကြုံပေါ့နော်အဲ့လိုမျိုးစစ်ကောင်စီနဲ့ဆက်ဆက်ပြီးတော့အကူအညီတွေကိုပေးတဲ့အခါမှာနိုင်ငံတကာတွေကဓာတ်ရိုက်အကူအညီလာတာမဟုတ်ဘဲနဲ့စစ်ကောင်စီကတဆင့်ပေးတဲ့အကူအညီတွေမှာ ပြည်သူတွေမှာအတွေ့အကြုံကြီးအများကြီးရခဲ့တယ်ဒီကာလအတွင်းမှာဘာအတွေ့အကြုံလဲဆိုနံပါတ်1ကတော့ပြည်သူတွေကယုံကြည်ချက်ပေါ့နော်ယုံကြည်ချက်မရှိအောင်ဖြစ်နေတဲ့ကိစ္စတွေပေါ့ဘာကြောင့်မယုံကြည်လဲလို့ဆိုလို့ရှိရင်အဲ့လိုမျိုးအကူအညီတွေပေးတဲ့အခါမှာအချက်အလက်တွေသတင်းစကားတွေဒါတွေကိုအများကြီးယူတယ်ဒီအိမ်တော်မျိုးဇာတ်တွေကိုထပ်ခိုင်းတယ်အိမ်တော်မျိုးစာအုပ်ကိုလာထပ်ရမယ်လာထပ်တော့မှဒီထောက်ပံ့မှုကိုပေးမယ်နောက်ပြီးလို့ရှိရင်မိမိကိုယ်တိုင်မဖြစ်မနေရှိရမယ်လာရမယ်မလာလို့ရှိရင်မရဘူးဆိုတဲ့ကိစ္စမျိုးတွေရှိတယ် အဲ့ဒါတည်းအရေးကြီးတာကဒီလိုမျိုးကုညီဝီတွားယူတဲ့အခါမှာတဆင့်ဂျာကန်အဖွဲ့အစည်းတွေနဲ့ဆောင်ရွက်တာတွေလည်းရှိတယ်ပေါ့နော်အဲ့ဂျာကန်အဖွဲ့အစည်းတွေဟာစစ်ကောင်စီနဲ့လည်းဆက်ဆက်ဆောင်ရွက်ရတယ်ဖြစ်တဲ့အတွက်ကြောင့်ခုနကကျွန်တော်ပြောခဲ့တဲ့ပြည်သူရဲ့ယုံကြည်မှုအပြည့်အဝမရနိုင်မရတဲ့မရတယ်လို့ပဲဘာကြောင့်မရလဲဆိုတာအတွေ့အကြုံရှိတယ်အဲ့ဒီပုံမှာအဲ့ဒီလိုမျိုးအချိုးအချက်အချက်လက်တွေပုံမှာအခြေခံပြီးမှပြည်သူတွေဒုက္ခရောက်သွားတာတွေအများကြီးရှိတယ်ခံနိုင်ရတာတွေအများကြီးရှိတယ်ဆိုလိုတာက ဒီဂျားရဲကနေပြီးမိမိရဲ့နေရာထိုင်ခင်းနေအချက်အလက်တွေရရှိသွားတဲ့အခါမှာဒါကိုအကူအညီပေးရလေးပေါ်မှာမူတည်ပြီးတော့အခြားကိစ္စတွေမှာဒီအချက်အလက်တွေကိုအသုံးပြုသွားနိုင်တယ်နောက်တစ်ချက်ကနေရာနဲ့ပတ်သက်ပြီးတော့လုံခြုံမှုမရှိတော့ဘူးဒီမှာအချက်အလက်တွေဘယ်နေရာမှာဘယ်သူတွေရှိရဲဆိုတာသိသွားတော့ဒါတွေကလည်းဒီယုံကြည်မှုကိုလည်းပြတ်ပြားစေသလိုလုံခြုံရေးကိုလည်းထိကိုက်စေဒါကြောင့်မို့လို့ဒီစိုးရိမ်ညရဲဆိုတာမှတ်ပါတယ်လို့သုံးသပ်ပါ ကဲဒါကတော့အချက်မဲ့စစ်ကောင်စီရဲ့ဒီဒီနိုင်ငံတကာလူသားချင်းစာနာတဲ့အကူအညီတွေရလာရင်ဘလို့မှသူတို့စီမရောက်နိုင်ဘူးဆိုတဲ့အကြောင်းအရာတွေပေါ့နော်ထောက်ပြပေးထားဖြစ်ပါတယ်။တမိုင်းဝင်ငလင်မေးကိုစစ်ကောင်စီကထိထိရောက်ကင်တွေဖြေရှင်းနိုင်မလားဆိုတာကိုတော်တော်လေးကိုကျွန်တော်တို့ဘက်ကမေးနေရနေတာဖြစ်ပါတယ်နော်။ဘာဖြစ်လဲဆိုတော့ဒါကတော်လိုင်းရေးကိုအချိုးကွေတစ်ခုပြောင်းသွားသွားစေနိုင်တဲ့အနေအထားတွေဖြစ်ပါတယ်နော်။ခုနပြောသလိုပဲအကူအညီပေးနေတော့မှအင်တန်စူဇေယားနဲ့ဘာနဲ့သူတို့အစားကလေးကလုံနေပြီးသားကိစ္စတွေဆိုတော့လေဒါဘယ်လိုမလဲ။ လူကြိုရေးတွေပေါက်ကြားမဲ့အခြေအနေတွေဖြစ်ပါတယ်နော်။ဒါနဲ့ပတ်သက်ပြီးတော့တုံ့သက်ထားတဲ့သတင်းတွေတော့ကြည့်အောင်နော်။ကိုမပြောပါဘူးစစ်ကောင်စီကဒါအောင်လုပ်နိုင်မှာမဟုတ်ဘူးသူတို့ဒါအောင်နိုင်ငံရေးအမြတ်ထုတ်ပါလိမ့်မယ်ကျွန်တော်မြင်တာနောက်ပြီးတော့နိုင်ငံတကာပေးတဲ့အကူအညီတွေကိုကိုကျိုးရှာအလွဲသုံးသားနေလုပ်ပါလိမ့်မယ်မာကတ်သုံးရလိုမျိုးပဲအမေရိကန်ပေးလိုက်တဲ့ဟလာစိုက်ရောက်လာတဲ့လေရင်ပေါ်တက်ပြီးတော့ဗာလို့လဲဘယ်ပုံကျိုးကလှူဒန်းမာတယ်ဆိုပြီးစာရီတက်ကဟိုပုံကျိုးကလှူဒန်းမာဆိုစာရီတက်ကပြီးအချက်မရှိများနေပြောင်းတိုက်ပြီးတော့သူတို့လှူသလိုလိုနဲ့လှူခဲ့ကြတဲ့အကွက်တွေအခုလဲအဲ့ဒီဒါတွေပဲ ဆက်ပြီးတော့ကျွန်တော်တို့မြင်ရပါအောင်မယ်ဘာဖြစ်လို့ဒီလိုပြောလဲအားလုံးစဉ်းစားကြည့်ပါဒီရက်ဒီလပိုင်းမှာပဲဟုတ်လားလမ်းမပေါ်မှာတောင်းနေတဲ့အပြစ်မဲ့လူငယ်တွေကိုတွေ့တော့ဘာလုပ်လဲခေါ်တယ်ဖမ်းတယ်စစ်တယ်ပြလို့ရှိရင်ဘာပြောညာပြောပြန်ပြီးဆွဲလို့ပဲဆွဲထားလိုက်ဆိုမှသိန်း90တရာလေးနဲ့လာပြီးရွေးခိုင်းနေတာပြန်ပြီးဆွဲပြီးတော့လှုပ်ရှားနေတာဒီစစ်ကောင်စီတက်ကကောင်တွေပဲမဟုတ်ဘူးလားဒီစစ်ကောင်စီအောက်ကရဲတွေပဲမဟုတ်ဘူးလားဒီလိုတွေပဲလှုပ်နေတာပဲလေအမဲနိုင်တဲ့ကိစ္စတွေမှာလဲဟဲ့လားသိန်း100 150ပေါအောင်လှုပ်ပြီး လုတ်ကြံစားတောက်နေဒီကောင်လေးပဲမဟုတ်ဘူးလားအဲ့တော့စစ်ကောင်စီကလည်းမင်းအွန်လိုင်းလို့ကိုယ်နဲ့ဥစားပြီးတိုင်တန်ဆင်းလိုက်ဝေးရမှာမဟုတ်တာသူတို့အောက်မှာအကျင့်ပြတ်ချဆားနေတယ်ဒီလူယုံမာတွေကိုယ်ဝန်းနေပဲအကုန်ဒီအရာကြီးအစီအမံမှဖြစ်တဲ့အတွက်ဟဲ့လားဒီငွေကြေးတွေဒီအကူအညီထောက်ပံ့တွေပြည်သူ့လက်ထက်ကိုရောက်မှာ တော့ကျွန်တော်တော့မထင်ပါဘူးเนาะရောက်မယ်တော့မထင်ပါဘူးအဲ့တော့အနှစ်ချုပ်ပြောရလို့ရှိရင်တော့မြန်မာပြည်သူလူထုဟာအထူးဖြင့်ငလျင်တန်းခံရတဲ့ပြည်သူတွေကကိုနီးကိုဟန်နဲ့ပဲဒီအရာတွေကိုကြော်လွားကြရအောင်မယ်လို့ကျွန်တော်ထင်ပါတယ်စစ်ကောင်စီကတော့သူတို့လောက်ရက်ကတော့သူတို့ဟာအုပ်ချုပ်မယ်ပြည်သူကိုအနိုင်ကျင့်မယ်ကုတ်သွေးဆုပ်မယ်အမျက်ထုတ်မယ်သူတို့အတွက်အတုံးချမယ်သူတို့ဒါပဲလုပ်ကဲဒါတော့ဒေဂျာဘောက်ဖြစ်ပါတယ်เนาะဘာလို့ဆိုတော့ဒီငလျင်မတိုင်ခင်မှာတော့မှလူတွေကိုဒီပေါ်တာကိစ္စနဲ့ပတ်သက်ပြီးစုပ်တော့ဥပဒေကိစ္စနဲ့ပတ်သက်ပြီးတော့ပတ်စံတောင်းနေတဲ့ ချဲမဲစစ်ကောင်းစီပေါ့နော်ပတ်စံမရှိတော့ဘူးပေါ့နော်ပြောမယ်ဆိုရင်အဲ့ဒါကြောင့်လည်းနိုင်ငံတကာကိုအရှက်မဲ့ဆိုတာအကူအညီတောင်းနေတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့သူတို့ကူညီမယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူးဆိုတာသုံးသပ်ထားဖြစ်ပါတယ်တစ်ဖက်ကလည်းပေါ့နော်ကျွန်တော်တို့အခုကုလသမဂ္ဂကိုယ်တိုင်ကအခုမြန်မာပြည်ကိုကူညီမယ်လို့ထုတ်ပြောလိုက်တဲ့ဗီဒီယိုဖိုင်လည်းတက်နေတာဖြစ်ပါတယ်နော်အဲ့တော့ကုလသမဂ္ဂဘယ်လိုကူညီမယ်လဲဆိုတာဘာပြောထားတဲ့ရှင်းတာတော့ကြည့်အောင်နော် May begin by addressing some breaking news A terrible earthquake as it parts of Southeast Asia today and we send our condolences to the governments and peoples of the region. The United Nations system is mobilizing to help those in need. Um, thank you very much, Mr. Secretary General. You, uh, first, you said that the United Nations is mobilizing to help victims of the earthquake in uh, Myanmar and elsewhere in Southeast Asia. Can you give us some details on what the UN is doing in the region? Uh, first of all, um, the government of Myanmar has asked for international support, and our team in Myanmar is already in contact in order to fully mobilize our resources. is in the region to support the people of Myanmar, but of course there are other countries impacted. But the epicenter is in Myanmar, and Myanmar is the weakest country in this present situation. follow up. Does the UN actually have a team in Myanmar uh, that's actively working on this? Yes. Okay. အဲ့ဒီနောက်ဆုံးဖြေသွားတဲ့မိကုမာတော့ဒါဒါဥကြုံမထုံးတို့ကိုပြောတာဖြစ်မထင်ပါဘူးနော်။ကြည့်နောက်ထပ်တဲ့တဘုတ်ကလည်းနော်အခုဆိုရင်ငလင်းနဲ့ပတ်သက်ပြီးတော့ကုကြီးရမယ့်ဟာတွေမှတ်ပေးမယ်လေ။ကိုယ့်ရဲ့ဘုတ်လောက်ရမယ့် target ကိုလည်းမမေ့ကြဘူးနော်။တွန်းလိုက်တယ်။ကုကြီးကြောင်ရဲ့ဘီဒီယိုလည်းချက်နှောင်းကြည့်တော့နော်။ထိုင်ပြည်နယ်မှာအေးအေးကတင်ထားတယ် ါပေမဲ့အခုငလင်လှုပ်သွားတဲ့ဟာကိစ္စသည်ချင်းပြည်နယ်မှာမဟုတ်ရခိုင်ပြည်နယ်မှာမဟုတ်ကချင်ပြည်နယ်မှာမဟုတ်ဗမာစစ်တပ်ထိန်းချုပ်ထားတဲ့နေရာမှာဖြစ်တယ်လူဦးရေအများဆုံးကလည်းဗမာစစ်တပ်ထိန်းချုပ်ထားတဲ့နေရာမှာဖြစ်တဲ့အခါပုံမှန်လင်းလင်းပြောချင်တာကကျွန်တော်တို့အတိုက်ခံနေနိုင်ငံတကာမှာထတ်ရှုံအောင်မလားဒီအကူအညီတွေကိုငါတို့ကိုပေးပါငါတို့ကိုပေးပါဆိုပြီးတောင်းနေရင်လည်း တကယ်အခက်အခဲဖြစ်နေတဲ့ပြည်သူပြည်သားတွေလက်ထဲကိုအချိန်နောက်ကြပြီးမှရောက်မဲ့အနေအထားအဲ့တော့ဖြစ်ခဲ့တာလဲဖြစ်ပြီဖြစ်ခဲ့တာလဲဖြစ်ပြီဖြစ်နေတယ်လဲဖြစ်နေပြီအဲ့တော့ပြည်သူလူထုအကုန်လုံးကပါသိဖို့လိုတယ်ပါဇက်တွေနဲ့ပဲရှောက်ပြောမနေတော့ပဲနဲ့ကိုလှုပ်ရမယ့်အလုပ်ကိုပြန်လဲတိဆောက်ရေးကိုလဲလှုပ်ကဲတင်ရေးတွေလဲလှုပ်ကိုလှုပ်တဲ့အလုပ်ကိုလဲကိုလှုပ် အဲ့လိုမဟုတ်ဘဲနဲ့ဟာဒီမှာဖြစ်နေတယ်ဒီလိုမျိုးကျွန်တော်တို့ကဟိုလူငယ်ဒီလူငယ်ဒီလူငယ်ဟိုလူငယ်ဟိုလူဆောင်ဒီလူဆောင်ဒီလူဆောင်ဟိုလူဆောင်လုပ်နေလို့ရှိရင်ကျွန်တော်တို့နိုင်ငံကြီးကဘလို့မကိုအဖတ်ဆယ်လို့မရတဲ့အနေအထားဖြစ်မယ်နိုင်ငံတကာအတိုင်းဝိုင်းကကျင်းနေတယ်အခုစစ်တပ်ကိုပဲဆက်သွယ်မှာနိုင်ငံတကာအတိုင်းဝိုင်းကစစ်တပ်ကိုပဲဆက်သွယ်မှာ စစ်တပ်ကကောင်တွေကလည်းတကယ်အကူအညီတွေရရင်သူတို့အပြည့်အစည်းဖြစ်နေတဲ့နေပြည်တော်ကိုပြပြီးတော့ပဲနေပြည်တော်မှာပဲအဲ့အကူအညီတွေအကုန်လုံးကရောက်မဲ့ကိစ္စမန္တလေးမှာလည်းအပြပါပဲစကိုင်းမှာလည်းအပြပါပဲဒီတော့ကျွန်တော် ပြောချင်တာအခုလိုမျိုးကျွန်တော်တို့အခက်အခဲတွေဖြစ်နေတဲ့အချိန်တွေမှာကိုယုံကြည်တဲ့နော်ကိုယုံကြည်တဲ့ကိုဘာသာကိုဟာကိုကိုကွယ်ကိုဟာကိုလို့သို့တော့ဘာသာရေးတွေမပါဘဲနဲ့ဒီလိုမျိုးဖြစ်ရတဲ့ဟာကာ ငါတို့နိုင်ငံမှာစစ်တပ်အာဏာသိမ်းထားတာနှစ်ပေါင်း80ကျော်ကြာလာလို့ဒီစစ်တပ်ဟာငါတို့တိုင်းသူပြည်သားတွေအပေါ်မှာစေတနာတစ်စက်မှမရှိလို့เนาะငါတို့တိုင်းပြည်ဟာငလျင်ကျော်ပေါ်မှာတီးနေတာဒီလိုတီးနေတဲ့နိုင်ငံမှာဒီစစ်တပ်ဟာဒီလိုမျိုးတွေလုပ်နေလို့ဒီလိုမျိုးအတွေးခေါ်တွေပြည်သူတွေဝင်ပြီးတော့เนาะအခုတိုင်းပြည်မှာတာဝန်ယူထားတဲ့ဆိုတော့ NUG အစိုးရလိုဟာမျိုးကလည်းပါဇက်ပြောတွေကိုရှော့ပြီးတော့လက်တွေ့ငါတို့ဘာလုပ်နိုင်ကဲဒါလက်တွေ့เน่ဆက်ဆက်ပြီးတော့เนาะတည်တည်ကြာလေးရှင်းပြပြရပြီးလို့ဖြစ်ပါတယ်เนาะအဲ့တော့မင်းအောင်လည်းနဲ့ပတ်သက်ပြပြီးတော့ဘယ်သူမှတော့အယုံကြည်မရှိတာတည်ကြတယ်အယုံကြည်မရှိအောင်လည်းသူကိုယ်တိုင်ကပဲဒီလုတ်လုတ်ပြထားဖြစ်ပါเนาะရှိပါအဲ့အတွက်ဒီကိစ္စမှာဆိုရင်တော့ဒီငလင်ကိစ္စမှာတော့အသေးပြောက်ဥယျာထပ်ပြီးပြားလာနေတဲ့အခြေအနေမှာရှိသေးတယ်ပေါ့เนาะဒါတော့မှနိုင်ငံတကာလာကူရယ်ဆိုတာကလည်းဟိုယာကရန်းဆိုတာကတိတ်မများဘူးလीเนาะတကယ်ဆိုရင်အခုဆိုရင်ပြီးခဲ့တဲ့ဒီမနေ့ကဆိုရင်ပေါ့เนาะ ဒီစကိုင်းမှာ80ရာခိုင်နှုန်းအိမ်ဒီပြုလုပ်ကြတယ်ပေါ့နော်အဲဒီမှာကေဆေးဘယ်သူမှမရှိဘူးကြားတယ်အဲတော့ဟိုမြေအောက်ထဲမှာပိတ်မိရလူဆိုရင်ဒါပါတော့အောက်ဆီဂျင်ပြတ်တာနဲ့ဘာလဲဆိုတော့တည့်ရနေရဆိုတာအားနဲ့အဖို့တန်တာဖြစ်ပါတယ်နော်အဲချစ်ချစ်ပဲကေနေရင်တော့တော်တော်လေးကိုဟိုပြတ်တည်ကြည်ဆုံးရှုပ်မှုတွေထပ်ပြီးဖြစ်လာမယ့်အခြေအနေမှာရှိပါတယ်နော် ဲ့တော့တစ်ဖက်မှာလည်းကျွန်တော်တို့ဒီ UNG ရပါတော့ဒီကျမစစ်ကောင်စီကို CDN ဝင်ထမ်းတဲ့အောင်ကူမယ်ဆိုပြီးမှသူတို့ကသာပြောနေတာပါเนาะတကယ်တော့ဒါတကယ်အရန်အဒီရများလည်းလုပ်ဖြစ်ပါတယ်เนาะဒီ CDN ဝင်ထမ်းနေဘယ်ရောက်သွားလဲဆိုရင်ဘာဖြစ်မလဲဆိုတော့ဘယ်သူမှမပြောနိုင်ဘူးเนาะအဲ့တော့ဒါကတော့တကယ်အဒီရများတဲ့ကန့်လန့်ချက်ဖြစ်တယ်ပေါ့เนาะဒါပေမဲ့လည်းကျမစစ်ကောင်စီလော်ပြီးမဖို့တို့တာဘယ်လိုမျိုးတွေလော်နေလဲဆိုတာတစ်ချက်လောက်နားထောင်ကြည့်အောင်เนาะနိုင်ငံလုံးကတ်ဘေးဆိုင်ပြီးတော့เนาะအကုန်တည်ကျင်နေတဲ့အချိန်မှာ ဒီအာနာယူနဲ့အာနာယူနောက်လိုက်ဘောမတွေကနိုင်ငံရေးအမျက်ထုတ်စဉ်းစားနေပြီလေမင်းအောင်မင်းကလည်းဒီနိုင်ငံတကာအကူအညီတွေခေါ်တွင်းမယ်ခေါ်တွင်းပြီးလို့ရှိရင်ပြီးလို့ရှိရင်ဒီအကူအညီကယ်ဆယ်ရေးတွေဘန်းပြပြီးဟုတ်ပြီးတော့ဒီအကူအညီကယ်ဆယ်ရေးနဲ့မှအနေနဲ့ PDF နဲ့တော့ရန်တိုက်မယ်ပြီးလို့ရှိရင်ဒီကနေနိုင်ငံရေးထောက်ပေါက်ပြီးအသုံးချမယ်နော်အဲ့ဒါလို့လို့ပြီးသူရှိမှလည်းမတိင်သူတို့ကပဲလှုပ်ပေးသလိုပုံစံမျိုးနဲ့မျက်နှာကောင်းယူမယ်အခုဒီမှာဒီဘောမပုတုမဘာပြောထားဆိုတာနားထောင်ကြည့်ပါနော် တကယ်တိုင်းပြည်ဖြစ်နေတဲ့အချိန်မှာတော့နိုင်ငံရေးအမျက်ထုတ်ချင်ရဲတဲ့စိတ်သက်တာအဲ့အော်မစုံတကယ်ပဲကောင်းသလားထိုင်းနိုင်ငံမှာဆိုလို့ရှိရင်လည်းထိုင်းရောက်ကျွန်တော်တို့ရွှေပြားမြန်မာအလုပ်သမားတွေအာပျက်စီးသူပျက်စီးသူအသေးဆုံးတဲ့လူပြောတာပေါ့နော်ပျက်သေးဆုံးတဲ့လူထိခိုက်ဒဏ်ရာရတဲ့လူလက်ရှိချိန်ထိရှာမတွေ့ဘဲနဲ့ပျောက်ဆုံးနေတဲ့လူ120ကျော်ရှိရလို့ကြားသိရပါတယ်ထို့ရွှေပြားမြန်မာအလုပ်သမား120ကျော်အတွက်ကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိရတဲ့နာဆာကအစိုးရတန်ရုံးကနေပြီးတော့ ထိုင်းအာဏာပိုင်းနေနဲ့တွေ့ဆုံပြီးတော့ဥပဒေကြောင်းကထိုက်တင်ရဲ့နေလာခြင်းကိုရရှိဖို့ဆောင်ရွက်လျက်ရှိပါတယ်။နောက်ဆက်ကအင်းဆောင်ဆိုးရရဲ့မတမတတော့ထိုင်းရလို့ဟုတ်လားခဏခဏပြောပြောပြောခဏလူပါလို့ဆက်ပြောဆက်ဆက်ကြည့်တယ်။တိုင်းရုံးကကိုင်းဆောင်ရွက်ပေးရပါထိုင်းနိုင်ငံမှာအများဆုံးရှိနေတဲ့ MG ကကိုင်းဆောင်ရွက်ပေးရမဟုတ်ပါဘူး။ကျမဒီစကားကိုဘာကြောင့်ပြောရလဲဆိုရင်ကျမဒီရှင်နေမနဲ့ပေါ့နော်ကျမပူတူမနော် ဲ့ဒါလို့ပေါက်ပန်း40ပြောလို့ရတဲ့ခစ်ကလေကြံပြစ်ခဲ့ပြီလို့နင်တို့အခါခါသတိပေးတဲ့စောက်ချက်မရှိဘူးလားနင်တို့ဟမ်စောက်ချက်မရှိဘာခံစားသိလားတိုင်းပြည်ပေါ်တက်ပြီးအဲ့လိုပေါက်ပန်း40ထောက်မပြောနဲ့သိလားနင်တို့ကဗာနင်တို့တန်ယုံကကိုကြီးဆောင်ရပေးလို့နင်တို့စစ်တန်ပူရောက်လာတဲ့အချိန်ဘယ်နေ့ရောက်ဟမ်ငလီမနေ့ကလှုပ်ပြီးဒီနေ့မွန်းတဲ့မှာနင်တို့စစ်တန်ပူရောက်လာတာဟမ်ရောက်လာတဲ့အချိန်သတင်းတော်တွေပြီးတော့ဘာဖြစ်နိုင်လဲဘာတိလဲ ဘယ်နေရာကာဝယ်ပေးွားတယ်ဘယ်နေရာကူညီပေးွားတယ်ဘယ်နေရာရော်ကြီးတောင်းပေးွားတယ်အစ်တနေရာမှာငလင်လှုပ်လို့တိုက်ပြိုတဲ့ရွှေပြောင်းလှုပ်သားတွေရဲ့အရေးကိုမပြောနဲ့ဘူးနော်ဖလန်းဆောင်လမ်းမမှာတရားပြိုတဲ့တရားပြီးခဲ့တဲ့ရွှေပြောင်းလှုပ်သားတွေရဲ့အရေးနင်တို့တန်ယုံကတောက်ပြပြန်ပြရအောင်ရော်ကြီးတောင်းပွားပြီခွန်နေဖြစ်တော့ဖြစ်ကောထွက်ပြီးတော့တောင်းမှာဟမ်အာကိုအာမကိုနဲ့လေကဆိုဟုတ်တယ်မလား ဆက်ပြဆက်ပြောဆရာကြီးတွေအများသူကစိတ်ဒုက္ခရောက်နေတဲ့ပြည်သူတွေအနည်းငယ်စိတ်တက်ပါရရစီခြင်းကအစိုးရကမလေးဆက်ပြောတာမျှဝေရင်းဖြစ်တယ်အမလေးအမလေးအများသူကစိတ်ဒုက္ခရောက်ပြီးဒီတို့ဆောက်ပေါက်ပြီးဒီတို့ဆောက်ဖတ်ပြီးလိုင်းပေါ်တက်မလာနဲ့တိလနေအမေလေးမင်းအောင်လည်းဆက်ဒီတို့အောက်ခြေဘောမာတွေအကုန်လုံးအဲ့လိုလိုင်းပေါ်တက်ပြီးပေါက်ကြရတယ်မပြောနဲ့အဲ့ဒါဆိုအများစိတ်ချမ်းသာလိမ့်မယ်ငါပြောတာမယုံရင်ဟုတ်လားမဟုတ်လားစစ်တမ်းကောက်ကြည့်လိုက်ငါအခုပြောတဲ့စကားမှားလားမှန်လားလို့ ကဲဒါတော့အချမ်းစစ်ကောင်စီရဲ့ lobby မဘူရူအောင်နော်ဒီ time မှာဒုက္ခတော်တွေမြန်မာလူမျိုးတွေကိုတန်ဖို့သူတို့တန်ဖို့ကအရန်ကူညီပါတယ်ဆိုပြီးပြောနေတာပေါ့နော်အဲ့တော့အဲ့ time မှာရှိတဲ့လူတွေအတိဆုံးလည်းဖြစ်နေမှာပေါ့နော်အဲ့တော့ time မှာနေတဲ့ကိုပြည့်ကလည်းဗာပြောတဲ့တစ္ဆနာတော်ကြာနော်ဘာမှမသိပါဘူးပင်စောစစ်စစ်လုံလောက်ဝရိယလည်းမရှိဘူးနေမြင့်မှာရောက်လာတယ်ကဲတန်ဖို့တန်ဖို့ဒီလိုဒီလိုစစ်ကောင်စီကခံအံ့ထားတဲ့ဇော်ဇော်ဆိုဘာလုံးမလဲကျွန်တော်တို့ပြောချင်တာဘာလုံးမလဲဟမ် ဘာရင်ချင်းမှလည်းမရှိနဲ့ဒီလိုကောင်ရို့ကျွန်တော်တို့ထိုင်းနိုင်ငံမှာဘန်ကောက်မှာစစ်ကောင်စီတာမှုထားတာဘာလုပ်ဖို့လဲကျွန်တော်တို့တော့ဒဲပြောမှာတော့ဒီကောင်ကြီးရဲ့ကျေးဇူးတရားကျွန်တော်တို့စီမှာမရှိဘူးဒီအချမ်းမဲ့စစ်ကောင်စီရဲ့တာမှုနဲ့ပတ်သက်တဲ့ကျေးဇူးတရားတွေကျွန်တော်တို့ရဲ့ဘဝတွေကျွန်တော်တို့ရဲ့ရွှေပြောင်းအလုသမားတွေရဲ့ဘဝမှာမရှိဘူးဗျအဲ့တော့ तू ကတည်တည်ချာချာမသိဘူးတဲ့ ထိုင်းမီဒီယာတွေကမေးတာထိုင်းမီဒီယာတခုတည်းရှိနေတာမဟုတ်ဘူးတကယ်တကယ်တော့ဒီမြေပြိုမှုနဲ့ပတ်သက်ပြီးတော့မှ international media တွေအကုန်လာတယ်နော်နိုင်ငံတကာမီဒီယာတွေလာတယ်အပြည်ပြည်ဆိုင်ရာမီဒီယာတွေလာတယ်နော် international media တွေလာတဲ့အချိန်မှာဒီစောစောဆိုးဆိုးတဲ့ကောင်ကနော်ဘာမှတေချာမသိဘူးတဲ့ဒါပါအချိုးချိုးတာ မိဘညီကိုမောင်နှမများအဲ့တော့ကျွန်တော်တို့အားလုံးသွားတယ်သွားတဲ့အခါကျတော့ခိုးမှတကယ်စိတ်စိတ်စိတ်ထဲမှာတကယ်နစ်သွားတယ်အဲ့ဒီတိုက်ပြူကြမှုအပုံကြီးလိုက်တဲ့အခါမှာအေးအဲ့ဒီအထဲမှာငါတို့ငါတို့အသွေးအသားတွေရှိပါလားစိတ်ထဲမှာအရင်ဆုံးခံစားရတဲ့အဲဆိုတော့ဆိုးကခံစားလားမခံစားလားကျွန်တော်တို့မသိဘူးကျွန်တော်တို့ရဲ့ အတွင်းနှလုံးသားထဲမှာအရေဆုံးအဲ့ဒီတိုက်ပြိုကြတဲ့အပုံရို့တွေးလိုက်တဲ့အခါမှာအထဲထဲမှာပြိနေတဲ့ဟာကငါတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားရဲ့အထဲထဲမှာရှိနေပါလားအဲ့ဒါအရေဆုံးခါတယ်ပြရမှာလीကလေးတွေကလေတနာညာပဲကောင်းတယ်နော်အဲ့ဒီချက်တူကြရဲ့အရှိတိုက်အထက်30ကျော်ပြိုကြတဲ့အဲ့ဒီရှိပါကလေးတွေတက်ကြတာဟိုးသူပြလီပါပြီးနာမှာသူတို့ရဲ့ယောက်ျားရဲ့ခန္ဓာကိုယ်ဓာတ်ပေါ်ကိုခညှောနေတာ စိတ်နဲ့ကိုနဲ့မကတ်တော့ဟွန်းစိတ်နဲ့ကိုနဲ့မကတ်တော့အထဲထဲမှာတဲ့ညီမရဲ့ယောက်ျားရဲ့အလောင်းဘယ်ချိန်ပေါ်လာမလဲဆိုတော့ကိုကြီးပါစောက်နေတာတဲ့အဲ့လိုပဲတဲ့ကျွန်တော်ရဲ့မိမရဲ့အလောင်းတဲ့ခန္ဓာကိုယ်ဘယ်အချိန်ပေါ်လာမလဲကျွန်တော်တို့စောက်နေတာဟိုအကူတယောက်ဆိုယူပတ်အဲ့ဒီမှာအသက်တော်တော်ကြီးတဲ့ဦးလေးကြီးဆိုလို့ရှိရင်မြန်မာပြည်ကသူ့သမီးကိုခေါ်တယ်ငါသမီးတဲ့အဖေတော့ဘလို့အသက်ဆုတ်ပြီးပတ်ဆက်ရှာလဲဆိုတော့ငါသမီးမြင်ပြီလား စိတ်ကလွတ်သွားတာပေါ့ဟွန်းငါတမီးတဲ့အဖေတို့ထိုင်တဲ့ကံပါတဲ့အသက်ဆိုပြီးဘလို့ပတ်ဆက်ရှာလဲဆိုတာငါတမီးတွေ့လာတဲ့ဘယ်မှာလဲကျွန်တော်တို့ထိုင်တဲ့ကံပါခိုက်အပ်ထားတဲ့ပါအမတ်ဆိုရဲကဟမ်ဘယ်မှာလဲထိုင်နိုင်ငံမှာခန့်အပ်ထားတဲ့ဆိုတော့တန်အမတ်လှုပ်ရှားနေတဲ့ကောင်းနေမအေးလို့နေကဲနော်ဒါတော့မပူတူအကိုတဲ့ဒီထိုင်းတာမတ်ကြီးရဲ့ လုတ်လုတ်ဘာတွေလုတ်လဲဆိုတော့ကိုဒီလိုဖြည့်လိုက်အလုံးသဘောပေါက်လာဖြစ်ပါเนาะအဲ့တော့ဘာဖြစ်လို့ချမ်ပစစ်ကောင်စီရဲ့ဒီတန်မှုတွေဆိုတော့အလကားပါပဲเนาะရောင်ပြပဲဖြစ်ပါတယ်ဒီအခုမြန်မာမြန်မာအရေးနဲ့ပတ်သက်လာဘယ်တော့မှအာမကိုရတဲ့တန်ယုံတွေဖြစ်ပါတယ်เนาะဒါဒီထိုင်းနိုင်ငံမှာမဟုတ်ဘူးဒီတခြားနိုင်ငံကတန်ယုံတွေဆိုလည်းများသောအဖြစ်ပါเนาะဒါမျိုးတွေရှိပါတယ်เนาะအလုံးသမားနဲ့ပတ်သက်လာပါเนาะအဲ့တော့ဘာဖြစ်ပြောဒီချမ်ပစစ်ကောင်စီဘက်ကတော့အဲ့လိုမှတ်ဖို့တို့လိုမျိုးလော်ဘီတွေတုံးချပြီးတော့တကယ်ပဲနိုင်ငံရေးအမျက်ထုတ်နေတာတွေ့ရပါเนาะအဲ့တော့တော်လိုင်းရေးဖက်ချမ်းပါလေအခုချိန်မှာဆိုရင်အာ ပြည်သူတွေခံစားနေတဲ့ငလင်ကိုကူညီရမှာမှန်ပေမဲ့လည်းသတိဝရိယနဲ့ပေါ့နော်လှုပ်ဆက်ရှိတာဆက်လုပ်ဖို့လိုတယ်ဆိုတာကိုတုံ့နဲ့တင်ပြရင်ကျွန်တော်ပြည်သူအဆုံးသတ်လိုက်ပါတော့ဟုတ်ကဲ့အစားဆုံးကြည့်ပေးတယ်မြို့မပြည်သူရောက်စီတိုင်းထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြန်လည်ပြည့်စုံပြီးတော့ဒီဘေးရောဂါအပေါင်းကနေကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါခင်ဗျာ